အားလုံးမင်္ဂလာပါခင်ဗျာဝေဘဘချန်နယ်ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီကနေ့မှာတော့စနေနေ့ညမှာကံပဲပရီးမီယာလီပွဲစဉ်တွေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ပွဲကြိုတုံးသက်ချက်အမြင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ထူးထူးခြားခြားဒီတစ်ပတ်စနေနေ့မှာဆိုရင်ပရီးမီယာလီပွဲစဉ်တွေ9ပွဲတိတိကံမှုရှိပါတယ်အဲ့9ပွဲစလုံးမှာဆိုရင်ဒီအသင်းကြီးဒီပွဲစဉ်တွေတော်တော်များများပါတယ်ဒါတိတ်ပြီးတော့ဖြစ်လေဖြစ်တာတော့တိတ်မရှိဘူးပရီးမီယာလီပွဲစဉ်တွေအနေနဲ့ဟိုတော်တော်များများရတတ်တတ်ပတ်တွေမှာဆိုရင်ဒီ အသေးကြီးတွေတော်တော်များများသူတို့မျှပြီးကန်ခိုင်းတယ်ဒီစနေနေ့ညမှာဆိုရင်ထောက်ပါတော့ဥမာနေတဲ့ဒီမန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်ကိုဒီစနေနေ့ညမှာကန်ခိုင်းလိုက်ပြီးတနင်္ဂနွေနေ့မှာဆိုရင်ဒီလီဗာပူးတို့ချယ်ဆီတို့စသဖြင့်သူတို့ကန်ခိုင်းလိုက်တယ်ဒီတစ်ပတ်မှာဆိုရင်ဒီတော်တော်များများအသေးကြီးပွဲစဉ်တွေကိုစနေနေ့ညမှာကန်ခိုင်းတာကိုတွေ့ရတယ်ဒါလည်းဟိုဖြစ်လေဖြစ်ထားတာတိတ်မရှိဘူးဒါတော့ဒီဘက်ရဲ့ထူးခြားမှုပေါ့နောက်တစ်ခုကျွန်တော်တို့ရဲ့နည်းစိတ်နှောက်ရှက်ဖြစ်စီတာဘာလဲဆိုရင်ဒီပရီးမီးယားလိဂ်ပွဲစီစဉ်တွေနည်းနည်းဟိုနည်းနည်းရက်ဆက်တယ်ဗျာဘာလဲဆိုကျွန်တော်လက်ရှိဒီဂျပန်မှာအလုပ်လုပ်နေရဆိုတော့ ဟိုအချိန်ကညမဆန်တော်ချင်းနှစ်နာရီခွဲกว่าတယ်အဲ့အတွက်ကြောင့်ဟိုတချို့ပွဲစဉ်တွေဆိုတော်တော်လေးကိုမနဲ့ပိုင်းဝင်တော်တော်ရောက်တယ်အထူးသဖြင့်ဒီလီဘာပူးပွဲပေါ့လီဘာပူးပွဲဆိုရင်ဒီဂျပန်ဆန်တော်ချင်းဆိုမနဲ့9နာရီအထိကိုဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီလီဘာပူးပွဲကတော့အကြည့်ဖို့မကြည့်ဘူးอ่ะမသေးကြဘူးဘာလို့လဲဆိုတော့မနဲ့9နာရီတိုးလဲဖြစ်မယ်ပြီးပြန်ပြီး9နာရီရိုးဆိုရင်အိတ်ဖူကအရင်ကခဲရင်းတယ်ဗျအဲ့ကြောင့်ကျွန်တော်ဒီလီဘာပူးနဲ့ဒီအက်စတိုဗီလာပွဲကတော့ကြည့်ဖို့မသေးကြဘူးဒါပေမဲ့ကျွန်တော်အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲကို ဂျိုင်းတို့ကြည့်မယ်ပြီးရင်ဒီစပါးနဲ့ချယ်ဆီဘက်ကိုကျွန်တော်ကြည့်မယ်ဆိုတော့ပထမဦးဆုံးဒီဘန်လီနဲ့အာဆင်နယ်ဘက်ကစပြီးကျွန်တော်တို့သုံးသပ်မှုစလို့အောင်ကျွန်တော်ဟိုနေ့က Sky Sport ကတက်လာတဲ့သတင်းလေးတစ်ခုဖတ်လိုက်ရတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဟိုပေါ်မာဆန်ပြောထားပါတော့เนาะကျွန်တော်တို့ရဲ့ကစားသမားဟောင်းကြီးသူပြောထားတယ်ဘာလဲဆိုတော့လက်ရှိချိန်အာဆင်နယ်အသင်းကိုတားဆီးမဲ့အသင်းသူ့အနေနဲ့မမြင်မိသေးဘူးတဲ့အာဆင်နယ်အသင်းကစက်တလုံးလိုအရန်ထိအောင်မှုရှိပြီးတော့တဲ့အဲ့ဒီစက်ထဲမှာကစားသမားကောင်းတွေပါဝင်နေဆိုပြီးသူကတော့ချီးမွမ်းထားတယ် တကယ်ပဲအာဆင်နယ်တင်းကို တားဆီးဖို့ခဲရင်နေပြီလားဟိုအာဆင်နယ်တင်းရဲ့လက်ရှိအနေအထားကိုကျွန်တော်ကြည့်ရမယ်ဆိုရင် နောက်ဆုံးကစားခဲ့တဲ့ဆက်တပွဲမှာဆိုရင်10ပွဲနိုင်ပြီးတပွဲတည်ကြထားတယ်အဲ့တည်ကြတဲ့တပွဲနဲ့နိုင်တဲ့10ပွဲမှာဆိုရင်ပေးကောက2ကိုးပဲရှိထားတယ်ကလင်းရှစ်ကဒီကိုဝဲတီတီကလင်းရှစ်ရထားတယ်ဆိုတော့တကယ်ကိုအာဆင်နယ်တင်းကိုတားဆီးဖို့ခဲရင်သွားပြီလားဆိုတဲ့အချက်ပဲလက်ရှိအနေအထားကိုတိမယ်ဆိုရင်ကျွန်တော်တို့ အာဆင်နယ်ကစားသမားတွေမှာကျွန်တော်ကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ဟိုအောင်မြင်မှုကိုစားလောင်တဲ့အရေးအယောင်လေးပြီးရင်ကစားသမားတွေရဲ့နိုင်ပွဲရဖို့အတွက်ပေးဆက်လို့စေယုံကြည်မှုပိုင်းဒါတွေအားလုံးတကယ်ကိုထပ်တူကြနေအောင်တွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီ squad တက်ကလည်းတောင်းနေလာတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာဟို tactical set တွေအမျိုးမျိုးပြောင်းလဲပြီးကစားလို့ရ position base ကိုဘေးတက်တယ်ပြီးတော့ပွဲကိုစိုးမမလား quick transition ကစားမလားကောင်တာအတက်လား set piece ကနေ goal တွေတွင်းမလားကျွန်တော်တို့မှာဒီကစားကွက်တော်တော်များများကစားနိုင်တဲ့ အည်သွေးတွေရှိတယ်ကစားနိုင်တဲ့ကစားသမားတွေအပြည့်ရှိတယ်နောက်ပြီးပို့ပြီးတော့စိတ်ကျင်တဲ့ခုကောင်းတာကဒီ first day နဲ့ second day ကြားမှာဒီကစားသမားတွေရဲ့ quality အရင်ကြီးမကွာဘူးပြဒါလည်းဒီနေ့ရာဒီ Arsenal ဟိုအကောင်းဆုံးအနေထားရောက်နေတဲ့အချက်တစ်ချက်လို့ပြောရမယ်ဒီ first team ကစားသမားတွေရဲ့အည်သွေးအရန်ကိုကောင်းမွန်နေလို့လားရော second team ရဲ့ကစားသမားတွေနေရာများဖြစ်နေတာဘာပဲပြောပြောဒီယာဒီအာဆင်နယ်နေနဲ့အောင်မြင်မှုတစ်ခုခုရအောင်လုပ်ပေးရမယ်ယာဒီလို့မြင်နေတယ် ိုတစ်ဖက်ကကျွန်တော်တို့ဘန်လီသင်းကြောင်းကျွန်တော်တို့စပြီးပြောဘန်လီသင်းအနေနဲ့ဟိုနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာဆိုရင်တို့အနေနဲ့ဒီဝူဘာဟန်နန်ကို၃ခု၂ခုနဲ့နိုင်တယ်နောက်ဘရဲကဒီလီချူစနိုက်တက်ကိုအိမ်ဝင်းမှာ၂ခုခုဖြစ်နေနိုင်တယ်နိုင်တဲ့နှစ်ပွဲလုံးကိုကြည့်မယ်ဆိုရင်အသင်းကြီးတွေတော့ဟိုမပါဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့သတိထားကစားဖို့တော့လိုတယ်ဘာပဲပြောပြောလက်ရှိချိန်ကစားသမားတွေရဲ့နိုင်ပွဲရဖို့အပေါ်ပေးဆက်လိုစိတ်အသင်းရဲ့ယုံကြည်မှုနောက်ပြီးဒီ ခံစစ်ပိုင်းခြေလှမ်းမှုစတာတွေကြောင့်ကျွန်တော်တို့ဒီပွဲမှာအာဆင်နယ်နဲ့အေးအေးဆေးဆေးနိုင်သွားမယ်လို့တော့မြင်တယ်။နောက်ဘက်ကတော့ Nottingham Forest နဲ့ Manchester United ပါ။ဒီပွဲတင်ကတော့မြန်မာစံတော်ည9:00နာရီမှာကစားမှာပါ။သူကလည်းအာဆင်နယ်နဲ့တစ်ချိန်တည်းမှာကစားမှာဖြစ်ပါတယ်။ဟို Manchester United ကတော့လက်ရှိချိန်မှာဟိုသူတို့လည်းဟိုအနေအကောင်းဆုံးအနေအထားတစ်ခုသူတို့ရောက်နေတယ်။နောက်ဆုံးကစားခဲ့တဲ့9ဘက်မှာဒီ၄ဘက်နိုင်ပြီးတပွဲရှုံးနေထားတယ်။နောက်ဆုံးကစားခဲ့တဲ့ Premier League 3ဘက်မှာဆို3ဘက်လုံးနိုင်ထားတယ်။ Liverpool ကို နှစ်ခုတစ်ခုနဲ့နိုင်တယ်ပြီးရင်ဆလာလန်လန်ကိုနှစ်ခုခုမရှိနဲ့နိုင်တယ် Brighton ကိုဒီ၄ခုနှစ်ခုနဲ့နိုင်တယ်ဆိုတော့ဟိုကျွန်တော် United ပွဲစဉ်တွေမှာကျွန်တော်ပြီးခဲ့တဲ့၃ပွဲမှာကျွန်တော်အခြေဆုံးကတော့ကျွန်တော်ပထမပိုင်းကစားပုံပဲဗျ United ရဲ့ပထမပိုင်းကစားပုံကတကယ်ကိုဟိုထိရောက်တယ်ဟိုအပိုတွေရမ်းကြီးတိတ်မလုပ်ဘူးသူတို့အနေနဲ့ဟိုဂိမ်းပေါ်လိုက်ပါစီးမောနိုင်တဲ့ကစားသမားတွေတော်တော်များများကျွန်တော်တွေ့ရတယ်သူသဖြင့်ဒီ Brian Ambomo နဲ့ဒီ Ahmed Diya လို့တို့အတွေ့ရဒီညာတောင်မန်း ီ right flat ဒီ overload လုပ်တဲ့နေရာမှာအရန်ကိုထိရောက်တယ်ဒါကြောင့်မို့ဟို United ရဲ့ attacking threat မှာဆိုရင်ညာဘက်ချမ်းကတကယ်ကိုဟိုထိရောက်တယ်လို့ပြောလို့ရတယ်ဟိုဒီပွဲစဉ်မှာ United အနေနဲ့နောက်ထပ်ဟိုထပ်ပြီးတော့ဒီမထင်မှတ်တာတွေထပ်ပြီးလုပ်ပြနိုင်မလားဆိုတဲ့အချက်ပဲသူပြီးခဲ့တဲ့ဟိုနှစ်ပွဲစတိုက်မှာဆိုရင်ဒီ Liverpool မှာ Anfield ကွင်းမှာဒီ10ဆနစ်အတွင်းမနိုင်တာကိုသူတို့နေခြေဖက်ပြခဲ့တယ်နောက်ပြီး Brighton ကိုအိမ်ကွင်းမှာ3ပွဲဆက်300ဒီစတိုက်ရှုံးမှုကိုသူတို့ ီအကောင်းဆုံးခြေပြတ်ပြန်နိုင်ခဲ့တယ်ဒီဒီချိန်မှာတော့ Nordian Forest ရဲ့အကွင်းမှာထပ်ပြီးလုပ်ပြနိုင်မလားဆိုတော့အချက်ပဲနောက်ပြီးဒီနှစ်သင်း Premier League နောက်ဆုံး6ချိန်တွေ့ဆုံမှုမှာဆိုရင် United က3ချိန်နိုင်ပြီးတော့ Nordian Forest က3ချိန်နိုင်ထားတယ်ထူးခြားချက်ကဒီနှစ်သင်းထိတ်တိုက်တွေ့ဆုံမှုတိုင်းမှာတည်ရွယ်ဝဲလုံးဝမရှိဘူးအနိုင်ဆုံးပေါ်အောင်ကစားလို့ရှိတယ်တစ်ဖက်ကဒီ Nordian Forest ရဲ့အခြေအနေကိုအသုံးသပ်ရမယ်ဆိုရင် Nordian Forest ကလက်ရှိနီးပြတ်တဲ့ရှောင်းတိုက်လက်ထက်မှာနှစ်ပွဲကစားတယ်ဒီ ိမ်ခွင်းမှာဘော်ဒိုနှစ်ကိုးကိုးဖြစ်နေနိုင်တယ်နောက်ပြီးပြီးခဲ့တဲ့တစ်ပတ်ကဘုံမောက်တင်းကိုအဝေးခွင်းမှာဒီနှစ်ကိုးကိုးဖြစ်နေရှုံးတယ်ဟိုတခုပဲ United သတိထားမှာကနော်ဒီယန်ဖော်ရက်စ်ရဲ့ဒီဒီအတင်းကြီးပြရှောင်းလိုက်ကအတင်းကြီးနဲ့တွင်လိုးဘလော့ကိုအကောင်းဆုံးတည်ပြီးတော့ဒီအမှတ်တွေရအောင်ယူလေးရှိတယ်ဒါကို United အနေနဲ့သတိထားကစားဖို့တော့လိုတယ်ဒါဘာပဲပြောပြောလက်ရှိ United ရဲ့ဟိုပုံစံကောင်းရနေမှုကစားသမားတွေရဲ့အနိုင်ရလို့စိတ် ယုံကြည်မှုတွေကြောင့်ကျွန်တော်တို့ဒီဘက်မှာ United အနိုင်ဆုံးတရေတော့ရမယ်လို့ထင်တယ်။အနိုင်ဆုံးတော့ United ကိုရွေးချယ်ပေးခြင်းတယ်။ဒါကတော့ကျွန်တော်ဟိုစနေနေ့ညမှာကံမဲ့ဒီ Arsenal ဘန်လီနဲ့ Arsenal ပြီးရင်ဒီ Nottingham Forest နဲ့ Manchester United တို့ရဲ့ပွဲကြုံသုံးချက်ဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဒီကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။